အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့ breaking news ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ်အဲ့တော့အမှန်တမ်းပြောရင်ပြလက်ရှိဒါကြောဒီဒီရက်ပိုင်းတွေမှာ city နဲ့ပတ်သက်တဲ့သတင်းတွေကတော်တော်လေးကိုနေနေတယ်ဒါပေမဲ့ city နဲ့ပတ်သက်တဲ့ပတ်သက်ပြီးကိုလည်းရှိမှာ breaking news ဆက်တင်ပြီးထွက်လာမယ် breaking news တိုင်းတော့ဒါကျွန်တော်တို့ဘယ်အသွင်းဖြစ်ကျွန်တော်တင်ဆက်ပေးမယ်ဒါကျွန်တော်တို့ premier league ဆိုပို့ပြကျွန်တော်အမှန်တမ်းပြောရင်ဒါ la liga တို့ဒါကျွန်တော်ပြကျွန်တော်တို့ series တို့ကျွန်တော်နေတင်ပေးကြမယ် ကျွန်တော်မပိုင်ဘူးရမပိုင်ကျွန်တော်4ရအကြမလားကျွန်တော်နေအခုလက်ရှိကျွန်တော်4တော့4တာပဲနည်းနည်းလေးတော့နည်းနည်းတိပြီ4တာနဲ့ဘာမှမတိပဲ4တာနဲ့ဆိုနည်းနည်းတိပြီ4တာပုံမကောင်းလို့ကျွန်တော်နည်းမြင်ကြည့်တယ်ဗောနော်အဲ့တော့ထားပါလက်ရှိမှာဒါကျ breaking news ဗောနော် breaking news ကတော့ Manchester City အသင်းနေနဲ့အခုလက်ရှိမှာသူတို့ရဲ့ရွှေဘော်လုံးပိုင်ရှင်ဖြစ်တဲ့ Rodri ကတော့ဒါကျွန်တော်စာချုပ်အစ်ချုပ်ဆိုဖို့အတွက်တရားဝင်စတင်ဆွေးနွေးနေပြီလို့သိရတယ်မှာသိရတယ်မှာပါတယ်လက်ရှိမှာဒါကျွန်တော်တို့လက်ရှိအခြေအနေတွေလည်းကောင်းနေပြီးတော့ဒါကျွန်တော်ဒီနှစ်ကုန်လောက်မှာပဲစာချုပ်အစ်ကိုလေ ချုပ်ဆိုနိုင်မယ်လို့သိရတယ်မှာပါတယ်။ရူဒီကိုလက်ရှိမှာတော့နောက်ဆုံး update သတင်းတွေအရဆိုရင်တော့ဒါကျွန်တော်တို့ Real Madrid အသင်းကဘာဆလိုနာအသင်းကသူတို့ရဲ့ defensive midfielder နေရာအတွက်စိတ်ဝင်စားတယ်။ရူဒီလိုကစားသမားမျိုးကိုစိတ်ဝင်စားဘူးဆိုတော့ပြောလို့မရဒါပေမဲ့ရူဒီကိုလက်ရှိမှာတော့ကျွန်တော်တို့တဲကတော့ကျွန်တော်တို့ Real Madrid နဲ့နည်းနည်းလေးအကန့်လေးတွေရှိပေမဲ့ရူဒီကိုလက်ရှိမှာ PRS ကတော်တော်လေးကိုသဘောကျတယ်။ကျွန်တော် at the moment မှာပေါ့နော် previous ကိုဒါကျွန်တော်အမြဲတမ်းဒါစဉ်းစားတွေးခေါ်နေတဲ့ဥစ္စာတစ်ခုကဘာလဲဆိုတော့ ်ဒီဘဲကြီးကအမြဲတမ်း professional နဲ့ personal နဲ့အမြဲတမ်းကွဲတယ်ပေါ့နော်ဒါခုနပြောသူပဲဒါကျွန်တော် personal မှာသူ့ဘာသူသူပတ်မှတ်ဒီဘန်စီမှာသူဘာကြီးခေါ်ခဲ့တယ် Ronaldo လည်းသူ arrogant ဆိုပြီးသူခေါ်ခဲ့ဒါပေမဲ့ခမရသူ business မှာ he can't be messed with ဒါအရာ be respect အဲ့တော့လက်ရှိမှာဒါသူ့အနေနဲ့ Rudy ကိုဒါကြောင့်ရွှေဘော်လုံးကိစ္စနဲ့သိပ်ပြီးသဘောမကျဘူးဒါပေမဲ့ Rudy ကိုသူ့အသင်းမှာသူလိုချင်တယ်ဒါရှင်းတယ်လောကဒါဒီတက် phenomenon ရှိတာမရှိတော့အဲ့တော့လက်ရှိမှာ Rudy ကိုဒါ Real Madrid အသင်းကတောက်လျှောက်စောင့်ကြည့်နေတာဖြစ်ပြီးတော့စာချုပ်တက်တန်2029ခုဒီကြံနေသေးတဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့ဒါကျွန်တော်လာမယ့်နှစ်လောက်မှာ Rudy ကိုတရားဝင်တာကျွန်တော်တို့တစ်နှစ်ပဲကြံတော့မယ့်အချိန်မှာဒါတရားဝင်စကားပြောဖို့တဲ့ Real Madrid ကစောင့်မျှော်နေသေးတယ်မှာပါတယ် Rudy ရဲ့ agent နဲ့ဒါ Real Madrid ဘက်ကနေတရားဝင်စကားပြောဖို့အတွက်စူးစမ်းခဲ့ပေမဲ့ Rudy အနေနဲ့ခုလက်ရှိမှာ City အသင်းမှာပဲပြောရွှင်ရဲကြ ောင့်မို့သူအနေနဲ့ဘယ်အသင်းနဲ့မှဒါရလောမဖွင့်သေးဘူးလို့သိရတယ်မှာပါတယ်။ဘာဆိုမှအသင်းကလက်ရှိမှာသူတို့အနေနဲ့ဒါကွင်းတေကြီးမှာသူတို့ရဲ့အကောင်းဆုံးဆိုင်ငင်တွေကတခုဖြစ်ဖို့အတွက်ဒါကျွန်တော်တို့ရူဒီကိုစိတ်ဝင်စားတယ်။သူတို့နဲ့အလွတ်နဲ့ရမယ်ဆိုရင်တော့ပူကြိုက်တယ်ဘော2020ကွာ။အဲ့တော့2020မှာဒါကျွန်တော်တို့လက်ရှိမှာဘာဆိုမှအသင်းကရီယယ်မတွေ့အသင်းတွေကနှစ်ယောက်လုံးကဒါအလွတ်နဲ့ကိုစီကိုစီစိတ်ဝင်စားတဲ့ကစားသမားတွေဖြစ်တယ်။ဒါပေမဲ့လက်ရှိမှာ Manchester City အသင်းကဒီကစားသမားကိုလက်ရှိဒါသူတို့ရဲ့ Premier League ရဲ့လောက်ခလာစားအများဆုံးတော့ကျွန်တော်ကစားသမားရဲ့တယောက်အနေနဲ့ပြုလုပ်ဖို့အတွက်လက်ရှိမှာကြိုးစားအဲ့တော့ ကျွန်တော်တို့လေးကို surprise ဖြစ်သွားတာဗျလက်ရှိမှာမှဒါကျွန်တော်သိတာဗောနော်ဒါကျွန်တော်လည်းနည်းနည်းလေးလမ်းဝေးအကုန်လုံးကျွန်တော်အလွတ်လည်းမှတ်မိဘူးဗောနော်အဲ့တော့ City အသင်းနေနဲ့အခုလက်ရှိမှာ Rudy ကိုဘယ်လောက်ပေးထားလဲဆိုတော့ City အသင်းနေနဲ့အခုဒါနောက်ဆုံး update သတင်းတွေက sorry ဗော City အသင်းနေနဲ့အခုလက်ရှိမှာတပတ်လောက်က2သိန်း3000ပဲရှိတယ် ကျွန်တော်ပထမရူဒီကိုပေါ့နော် at least တော့မရှိဘူးဆိုတော့နှစ်သိန်းငွေနှစ်သိန်း6000လောက်တော့ရှိမှာကျွန်တော်ထင်ထားခဲ့မိကျွန်တော်ဒီဗီဒီယိုရိုက်မဲ့ချိန်မှာကျွန်တော်ရှာကြည့်ချိန်မှာတပတ်လောက်ခါတာကျွန်တော်နှစ်သိန်း2000ရရှိတာဖြစ်ပြီးတစ်နှစ်လောက်က17.5သန်းတတီရရှိနေတာဖြစ်တယ်သူသိရတယ်မှာပါတယ်အခွန်ပါညာလို့မဲ့ဆိုရူဒီကတစ်လက်တစ်ပတ်ကိုတာကျွန်တော်တို့ weekly ရတာကျွန်တော်သိမ်းမဲ့အိတ်ထဲကိုထည့်သွားနေတာမှရှိတယ်ပေါ့နော်အဲ့တော့ဘယ်လိုပြောလဲရှိမှာကစားသမားအနေနဲ့2029ဒီစာချုပ်တက်တန်းရှိသေးခဲ့ပေမဲ့ကစားသမားကိုတိုင်ကလေဒါကျွန်တော်တို့ Real Madrid ပို့ဆိုရ Manchester City အသစ် Real Madrid မှာပျော်ရဖြစ်ကုန်မယ် Manchester City အသစ်မှာပျော်ရွှင်နေတဲ့အတွက်ကြောင့် Manchester Justice CD အသင်းမှာပဲစာချုပ်အသစ်ချုပ်ဆိုဖို့အတွက်အလက်ရှိမှာတော့ CD အသင်းနဲ့တရားဝင် dialogue ဖြစ်နေပြီလို့သိရတယ်မှာပါတယ် TBR Football ဆိုတာလက်ရှိဒါကျွန်တော်တို့ percentage ရပြောမယ်ဆိုရင်တော့ဒါကျွန်တော် tier 2 tier 3 level လောက်ပဲရှိရကြောင်းချုပ်ချက်လီပြီးယုံကြပါလို့ပြောချင်တယ်ဒါပေမဲ့ CD အသင်းကကဒါကျွန်တော် Rodrigo ကိုဒါကျွန်တော်စာချုပ်အသစ်ချုပ်ဆိုဖို့တောက်လျှောက်ကြိုးစားနေတယ်ဆိုရတဲ့တင်းကဒါ TBR တစ်ခုရဲ့တတမဟုတ်လက်ရှိမှာ Telegraph 2ကိုဒါဟိုဘက်ကရောဒီဘက်ကရောဒီပုံစံမျိုးတွေတောက်လျှောက်သွားနေတယ်လို့တွေ့ရတယ်မှာပါတော့ ်ရှင်းရှင်းလေးပြောရမယ်ဆိုတော့ဒါကျတော့ source တွေအများကြီးစီကလာတဲ့ကြောင့်မို့လားတီးရရနည်းနည်းလေးမြင့်သွားပြီလို့ပြောလိုက်ရအောင်ရူဒီကိုလည်းရှိမှာ city အသင်းကမထိန်းချုပ်ပဲမနေချင်ဘူးလက်ရှိဒါကျွန်တော် market ထဲမှာ defensive midfielder ဆိုတဲ့နေရာမျိုးမှာကစားသမား immediate မှာ sharp နဲ့အချိန်မှာရူဒီလိုကစားသမားမျိုး city အသင်းက benny နဲ့မှာအလွတ်နဲ့အသင်းကပေးထွက်မယ်လို့တော့မထင်ဘူးစာရုပ်တက်တနစ်ပဲကြံတော့မယ်ကစားသမားတစ်ယောက်ကိုလည်း benny နဲ့မှာဈေးပေါ်ပေါ်ပဲနဲ့ပေးထွက်ဖို့တဲ့ city အသင်းပြန်မှာမဟုတ်ဘူးအဲ့တော့တေချာတို့ကရူဒီနေနဲ့ဒါကျောစာရုပ်တက်ချုပ်မယ်ဆိုအကုန်လုံးမှန်လို့ရပြီဒါပေမဲ့အခုချိန်မှာတော့ good news ကဒီကစားသမားကိုစာရုပ်တက်ချုပ်ဆိုဖို့အတွက်အခြေအနေတွေအရင်က ောင်းနေဆိုတော့လောက100% good news လို့ပြောလို့ရမယ်တဲ့မှာပါတယ်အဲ့တော့လက်ရှိမှာဒါကြောင့်ကစားသမားလက်ရှိ2သိန်း3သောင်းကနေပြီးတော့တပတ်လုခလာစာ3သိန်းကြီးတိုးမြင့်ပြီးတော့ဒါကျွန်တော်တို့ဒါ Erling Haaland ပြီးတဲ့နောက်ပိုင်းမှာဒုတိယလုခလာစာအများဆုံးသောကစားသမားတစ်ယောက်ဖြစ်လာဖို့အတွက်ရာဂိုင်းလုံးကြီးများနေတယ်ဆိုတဲ့သတင်းတွေတောက်လျှောက်ထွက်ပေါ်လာခဲ့တယ်ဗောနော်အဲ့တော့စီးအသည့်နဲ့ဒီနေရာမှာဒါကျွန်တော်တို့ Rodri တစ်ယောက်ထဲတယ်မဟုတ်ဘဲနောက်ထပ်တစ်ယောက်က Faye Foden ကိုလည်းစာချုပ်တချုပ်ဆိုတော့မယ်လို့လည်းသိရတယ်မှာပါတယ်လက်ရှိမှာဒါကျွန်တော်နောက်ဆုံး update သတင်းတွေရဆိုရင်တော့ Faye Foden ကိုဒါကျွန်တော်တို့ CD ဘက်ကနေပြီးတော့ဒါကျွန်တော်စာရုပ်သစ်ကမ်းလှမ်းဖို့အတွက်ပြင်ဆင်လာခဲ့တယ်။အဲ့တော့လက်ရှိနောက်ဆုံး update သတင်းတွေက Free Food တန်းကဒါကျွန်တော်တို့ခြေကဒါကျွန်တော်မနစ်ကတော်တော်လေးကိုကြာသွားကြအောင် Food တန်းကိုဘာဆက်လုပ်မှလဲဘာလုပ်မှလဲဆိုတဲ့ပုံစံမျိုးတွေကိုကျွန်တော်တွေ့ရတယ်မှာပါ။အဲ့တော့လက်ရှိမှာကစားသမားကဒါစာရုပ်သစ်တန်းရခုနက Rudy လိုပဲဒါကျွန်တော်တို့ total အလုံးပေါင်းဒါကျွန်တော်တို့ 2029ခုနှစ်စာချုပ်တက်တန်းရှိပြီးတော့ဒါကျွန်တော်လက်ရှိမှာတော့စာချုပ်တက်တန်းနောက်နှစ်မှာဆိုရင်တော့တစ်နှစ်ပဲကြံတော့မယ်ကစားသမားတယောက်ဖြစ်သွားပြီလို့ပြောလို့ရအဲ့တော့ Foden ကိုတော့ကျွန်တော် personally ရဒီနှစ်မှာတော့သဘောကျတယ်တော်တော်လေးကိုသဘောကျတဲ့နေသားဘာလဲဆိုတော့သူ့အနေနဲ့သူ Rangers နဲ့သူတော်တော်လေးကိုခြေစွမ်းရပြန်ပြီးတက်လာခဲ့တယ်တော်တော်လေးကိုလည်းဒါအချိန်လေးပြန်ကောင်းလာတယ်မှာပါအဲ့တော့ Rudy ရဲ့စာချုပ်ကတပတ်လုခ3သိန်းတန်မယ်ဆိုရင်တော့ဒါကျွန်တော်လက်ရှိ Fave Foden ကဘယ်လောက်ရလဲအခုမှကျွန်တော်ဒါခုနပြောပြမယ် Rudy ရဲ့စာကျွန်တော်တို့စာချုပ်လိုပဲ Foden ကအခုလက်ရှိမှာ Rudy ထက်9000ပို့ပြီးတော့ရတယ်ဆိုတော့9000မို့9000ပို့ပြီးရတယ်လို့သိရတယ် မှာပါအဲ့တော့ဖိုရန်ကလက်ရှိမှာတပတ်လုခလာစာ2သိန်း2500ဖြစ်ပြီးတပတ်လုတနစ်လုခလာစာ17.8သန်းဖြစ်ပြီးတော့0.3 million ဒါကျွန်တော်ဖိုရန်ကဒါ ရူဒီထက်အောင်များနေနေထားမှရှိအဲ့တော့ရူဒီနေနဲ့ခုလက်ရှိမှာတပတ်လောက်က3သိန်းရဖို့အတွက်တွားနေတာတိတ်တော်မဆန်အောင်ကမ္ဘာရွှေဘော်လုံးဝင်နေဗျာဟုတ်တယ်ဗျာကျွန်တော်ပြောတာဒါအသင်းမှာဒါမရှိမဖြစ် impact ရှိတယ်မရူဒီမရှိတဲ့မနစ်ကတနှစ်လုံးဒါစီးရီးသင်းဘလူးမျိုးရိုင်နေတော့ကြားရကြည့်ပုံရဆိုရူဒီကအသင်းမှာဘလောက်တီ impact ကြီးမှလဲဆိုအကုန်တွေ့ပြီးသားဖြစ်လိမ့်မယ်အဲ့တော့လက်ရှိမှာဒါ Fordan ကိုလည်းတပတ်လောက်ကလာစားခုနပြောခဲ့တဲ့ဒါဈေးတွေရဆိုတော့တပတ်လောက်ကလာစား3သိန်းလောက်ထိတိုးပြီးတော့ဒါ Fordan ရူဒီနဲ့အတူတူဒါကျွန်တော်တို့သူ့နေနဲ့တော့အဲ့ဒါမဲ့ Collar Hala တွေမှာရူဒီတော့မများဘူးဆိုတဲ့သတင်းတွေထွက်လာခဲ့တယ်တပတ်လောက်ကလာစား9,000 5,000လဲဖြစ်သွားနိုင်တယ်ဆို တဲ့သတင်းတွေထွက်ပေါ်နေကြတာတွေ့ရမယ်။ဖိုဒန်ကတော့ရူဒီကိုလက်ရှိမှာ CD တင်က9နှစ် plus 10နှစ်ဆိုတဲ့စာချုပ်နဲ့တရားဝင်ကန့်လတ်မှာဖြစ်ပြီး2ရက်လုံးကတော့2031 plus 1ဆိုတဲ့ပုံစံမျိုးနဲ့တရားဝင် contract လုပ်ဖို့အတွက်ပြင်ဆင်လာခဲ့ဖြစ်တယ်။ရူဒီကလက်ရှိမှာဒီနှစ်ကုန်မှာတော့ဒီယာကတရားဝင်အတည်ပြုဖို့အတွက်ယာကိုင်တော့ပြတယ်။ရူဒီနေလက်ရှိမှာစာချုပ်တန်တစ်ပဲချန်တော့မယ်ကစားကိုလက်ရှိမှာလုံးဝ Manchester City နဲ့ risk မယူဘူး။ဖိုဒန်ကလက်ရှိမှာဒါကြောင့် CD ဘက်ကတော့ AACC ပဲသူတို့အနေနဲ့ဒါကြောင့်အချိန်တစ်ခုယူသွားပြီးတော့ဖိုဒန်နဲ့တော့လက်ရှိမှာဒါကြောင့်ဒါကာလတစ်ခုကတော့ဒါကြောင့်အချိန်နေတစ်ခုကိုဆက်လက်ပြီးတော့ဆွေးနွေး ွေးနေစေဖြစ်တယ်ဆိုတဲ့သတင်းကိုတောက်လျှောက်တက်နေစေဖြစ်တယ်လို့ပြောလို့ရမယ်ဒီမှာပါတယ်အဲဒါ Manchester City ရဲ့ contract extension နဲ့ breaking news တခုဖြစ်ပါတယ်အဲ့တော့နောက်ထပ်သတင်းတခုပြောမယ် City သစ်နဲ့ဒီနှစ်စောင်းရသည့်အပြောင်းရွှေ့ထဲမှာနောက်တန်းအတွက်နောက်ခံကစားသမား right back ကစားသမားအတွက် market ထဲကိုပြန်ပြီးဝင်သိရင်ဝင်သွားမယ်ဆိုတဲ့သတင်းတွေတောက်လျှောက်ထွက်ပေါ်လာခဲ့တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်တကယ် finally ပါ City နဲ့တကယ်ဒါကျွန်တော်တို့ right back view ကိုဒါကျွန်တော်တို့လိုနေတယ်ဆိုတာကျွန်တော်မနစ်ကတည်းကပြောခဲ့လို့ဒီနှစ်မှာလည်းပို့ပြီးတော့တည်တာလာခဲ့ Skywalker နေရာကိုအခုချိန်ထိ CD သင်က right back နေရာကိုတည်တည်ချာချာအစားမထိုးနိုင်သေးတာအခုချိန်ထိတော်တော်လေးကိုအတိုင်းသားမြင်ရမယ်နေထားမှာရှိရလို့ကျွန်တော်ရဲ့ပုံကူကြီးရမှာမြင်နေ Skywalker ကကျွန်တော်ခြေစွမ်းကြလာတော့ Skywalker ထွက်သွားခဲ့ပြီးနောက်ပိုင်းမှာဒီ right back နေရာကိုအခုချိန်ထိ Holdu နဲ့သူအစားထိုးကြည့်တယ်အခုချိန်မှာ Matthew and Luna စီသူဆော့တယ် Rico Lewis စီသူထဲဆော့တယ်အမှန်တကယ်ဒီကစားသမားရဲ့အကုန်လုံးကဆန္ဒမစ်တွေကြီးပဲတကယ်တဲ့ in game မှာဒါကျွန်တော် overlap ပြီးတော့ inverted ပဲခမရဘလူးပဲနာမည်လောက်အောင်ပြီးပြော right back အစစ်ထက်တော့ဒီကစားသမားရဲ့ Benny နဲ့မှာပုံမကောင်းနိုင်ဘူးလို့ပြောလို့ရတယ်မှာပါတယ် စတီသင်းနဲ့အခုလက်ရှိမှာဒါကြောင့် right back ကို market ထဲမှာဒီနှစ်ဆောင်းရသည်မှာဝယ်ယူသွားဖို့အတွက်စူးစမ်းသွားမယ်ဆိုတဲ့သတင်းတွေကတော်တော်လေးကိုအုံအုံတနိုင်ထွက်နေပြီးတော့စတီသင်းနဲ့ right back အတွက်လည်းဒါပတ်စံအရ၃သင်း၃သွားဖို့အတွက်လည်းရှိမှာစတီသင်းနဲ့ပြင်ဆင်လာရဲဆိုတဲ့သတင်းတွေက100%မှန်ကယ်လို့ပြောလို့ရတယ်မှာပါတယ်စတီပရိသတ်ရဲ့လက်ရှိမှာဒါကျွန်တော်နောက်ဆုံးတော့ center back ကောင်းကောင်း၂ယောက်ရဲ့ full back ကောင်းကောင်း၂ယောက်ရဲ့အသစ်မှာတည်တည်ချာချာမြင်ရတော့မယ်ဒါပေမဲ့လက်ရှိမှာစတီသင်းနဲ့ပြန်ကြည့်မယ်ဆိုရင်အရင်ကောင်းကောင်းတော့လိုပါသေးတယ်အခုလက်ရှိမှာဒါတကယ်တဲ့ full back Nico Orelia ဒါတိုက်စစ်ပိုင်းဟိုဒါရှေ့ဆောင်ရင်းနဲ့နောက်ကိုတဖြည်းဖြည်းရောက်လာခဲ့တဲ့ခြာတိတ်ပေါ့နော်ဒါခုနက left back right back တကယ်တဲ့ပြန်ကြည့် ်လက်ရှိမှာစီရီသစ်နဲ့ right back တတိယဝယ်မယ်ဆိုတော့အစုံရတစုံောက်ပဲရှိသေးတဲ့အနေထားမှာရှိတယ်။စီရီသစ်နဲ့ရင်တော့ကျွန်တော်တို့ဘာဇင်ချန်ကိုရောပေါ့တော့အရန်ပုံစံမျိုးသုံးတဲ့အတင်းကနေပြီးတော့ခုလက်ရှိမှာဒါ full back တောင်မှအရန်မရှိတဲ့အနေထားရောက်တာကတော်တော်လေးကိုပြောစရာတခုဖြစ်လာခဲ့တယ်လို့ကျွန်တော်ရဲ့ပုံကူကြီးရမှာကျွန်တော်ကတော့ပြောတဲ့အနေထားမှာရှိပါတယ်။မြီတော့ပင်စူစီကမှအခုလက်ရှိနောက်ဆုံး update တင်းနေရဆိုရင်တော့စီရီသစ်နေနဲ့အပြောင်းရွှေ့တဲ့မှာဒါကျွန်တော်လာမယ့်ဆောင်းရသည်မှာသေးသေးရှာရှာပြန်ဝယ်သွားဖို့ရှိတယ်။သူတို့နဲ့ဒါရောင်းတဲ့ကစားသမားတွေလည်းလာမယ့်ຫນွေရသည်မှာလာမယ့်ຫນွေရသည်ဒီမဆောင်မင်းနဲ့ဒီနှစ်ဆောင်းရသည်မှာကလေးကတခါတည်းရောင်းချသွား ဖို့အတွက်လည်းပြင်ဆင်သွားနိုင်တယ်ဆိုတဲ့သတင်းတွေလည်းတောက်လျှောက်ထွက်ပေါ်နေကြတာကိုတွေ့ရမယ်တဲ့မှာပါစီးသင်းနဲ့လာမဲ့ဆောင်းရသည့်ပိုင်းရှော့မှာတော့အလုပ်တွေထပ်ပြီးများအောင်မယ်လို့ပြောရင်းနဲ့ပဲကျွန်တော်ကိုတောက်ဝင်ပြပါဦးဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3 Points နဲ့ TV42 မှာခြေလူစံပေါအောင်ကူညီလို့ရပါတယ်မြန်မြန်လေးလည်းကလစ်ဖို့မပေးကြပါနဲ့ဦးဗျမြန်မြန်ကလစ်မှာမြန်မြန်နိုင်မှာဖြစ်ပါတယ်အားလုံးမကြိုးတူပါနဲ့ကောင်းမွန်တော့နေ့လေးတစ်နေ့ဖြစ်ပါစို့စုမုံကောင်းတောင်းပြီးနေပဲကျွန်တော်တို့နောက်မှပဲအေးစစ်စစ်တွေ့ကြတာပေါ့အားလုံးမကြိုးတူပါနဲ့မြန်မြန်လေးလည်းကလစ်ဖို့မပေးကြပါနဲ့ဦးမြန်မြန်ကလစ်မှာ မြန်မြန်နိုင်မှာဖြစ်ပါတယ်အားလုံးမကြိုတမိုင်းကျွန်တော်ကွန်ပျူတာကိုတေးပါဗျာ